ဆရာကြီးတဲ့ဆိုင်ကေကမနှက်စုတဲ့နှုတ်ရခတယ်ပူသွားရင်ရတယ်တဲ့နောက်ထပ်သူက comment တစ်ခုထပ်ပြန်ထားပေးတယ်အေးနှုတ်ရခတယ်တဲ့ပူသွားရင်နှုတ်ရလွယ်တဲ့အဲ RB လေးပြန်ပြီးပါအောင်ဆရာဟုတ်ပြီကျွန်တော်ဒီမှာလူလူရှင်လေးပြန်ပြီးပါမယ်เนาะအဲ့တော့အေးနှုတ်ရခတယ်အဲပူရင်လွယ်သွားတယ်ဆိုတော့အခုပြစ်ချက်ကနှစ်ချက်ဖြစ်နိုင်ခြေရှိပါတယ်ဒါပေမဲ့တစ်ချက်ကတော့ဖြစ်နိုင်ခြေပူများပါတယ်ဒါဆိုအခုကျွန်တော်တို့ဒါ7လပိုင်းရောက်ပြီ အေးနိုးကခက်တယ်ဆိုရင်ပြဿနာဘယ်ချိန်မှာဖြစ်တယ်ဆိုတော့ကျွန်တော်စောင်းနှင်းမိုင်းဝင်လာတာနဲ့စောင်းနှင်းမိုင်းအရန်အေးတဲ့ချိန်ကြီးမှာအဖြစ်များပါတယ်နော်ဒါကကျွန်တော်တို့ကအများစုမှာဖြစ်တဲ့ဒါပြဿနာလို့ပြောရင်လည်းရတယ်အေးလာလို့ကျွန်တော်တို့ကပောက်ကွဲမှုတွေ့လုံလောက်တဲ့အဲစီလေချိုးမမျှတာလို့လေပူချိန်နှိမ့်ကြနေလို့ကျွန်တော်တို့ဒါနိုးကခက်လာလို့အေးလာရင်ခက်တယ်ဆိုတာဖြစ်လာတာဖြစ်ပါတယ်အဲ့တော့စောင်းဝင်ခါစားစောင်းဝင်လာရင်အဲတချို့သောဆိုင်ကြီးတွေမှာဒီပြဿနာအဲဒီခက်ခဲရကြုံတွေ့နေကြဖြစ်ပါတယ် အဲကျွန်တော်ပုံမှန်ဆိုရင်တော့ A line ဒါဘိန်းတစ်တစည်းတော့မမနဲ့ခင်းဆိုရင်နိုးရခိုင်ခက်မယ်တို့မို့နိုးလိုက်တော့ဒီပါတင်လို့မရဘူးအဲဝစ်ခံနေမယ်ချုပ်လေးဆွဲလိုက်မှနိုးရတွေ့သွားမယ်အဲ့တော့မင်းစုညီကိုကအခုစောင်းနေမိုင်းနည်းနည်းတော့ဝင်လာပြီကျွန်တော်တို့စီမှာတော့အခုမိုးရွာနေနည်းနည်းတော့အေးနေတခြားစီမှာတော့မသိဘူးအဲ့တော့ရာဇီရူကနည်းနည်းအေးလာလို့နိုးရခက်တာဆိုရင်တော့ကျွန်တော်တို့ကစီအနေငယ်ဖွင့်ရင်လည်းဖွင့်ပြီးတို့မို့ဟုတ်ချုပ်ကျူးလေးပုံမှန်အလုပ်လုပ်အောင်ချုပ်ကျူးကျွန်တော်တို့เนาะတခြားကောင်းအောင်လုပ်ထားရမယ်ချုပ်ကလည်းကျွန်တော်ကလုံအောင်ဆွဲရမယ်ချုပ်ကိုအဆုံးဆွဲရမယ်ပေါ့ဗျာတချို့ကျချုပ်ဆွဲသလားဆိုတော့ဆွဲတယ်ကျွန်တော်အများစုတွေ့ရတာချုပ်ဟိုနည်းနည်းပဲတဝက်ကျော်လောက်ပဲဆ ွဲတယ်ချုပ်တကားမလုံသွားဘူးအဲ့ဒီအချိန်မှာနှိုးရတာမလိုရလည်းရှိပါတယ်အဲဘလောက်ပဲအေးအေးကျွန်တော်ကခုနကမနေ့ကင်းမှာအဲချုပ်ဆွဲရင်တော့ဒါချုပ်တကားအလုံးလုံးတယ်ဆိုတော့လွယ်ပါတယ်အဲခုနနောက်တစ်ချက်တော့ရှိသေးတယ်ဗျာကျွန်တော်ဒီမှာမအေးသေးဘူးတော့ဒါမအေးပဲနဲ့ကိုနှုတ်ဝခက်နေတာဆိုရင်တော့လေအဲဘာဖြစ်တတ်တယ်ဆိုကျွန်တော်ကအဲ type bit အနည်းငယ်လေး type bit အနည်းငယ်လေးတင်းနေပြီးတော့ဘာနည်းနည်းဟာတဲ့ပုံစံပေါ့နော်ဘာနည်းနည်းထောက်နေလေဖြစ်တတ်ပါတယ်အရင်ကြီးလည်းမဟုတ်ဘူးသူကမသိမသာလေးတင်းနေတာအဲ့တော့အေးတဲ့ခါမှာနည်းနည်းလေးနှုတ်ဝထားရင်လေဗျာ ပူလဲပူသွားရောသူကအဲ့ဒါကတိတ်ပြဿနာမပြီးတော့ဘူးအဲဆက်ပြီး run လို့ရနေပါဘောနော်အဲ့တော့ဒီနှစ်ချက်ပဲဖြစ်နိုင်ချေရှိပါတယ်အဲ့တော့ကျွန်တော်တို့ခုနတိုက်ပြထောက်မထောက်ဘူးတော့ဆစ်လိုက်ပါအ တိုက်ပြီလည်းမထောက်ဘူးမတင်ဘူးဆိုရင်တော့ဘာတော့မဟာတော့ဘူးလို့ကျွန်တော်သုံးသက်တယ်အဲ့တော့ခဏကဆိုင်ငယ်ကစီတစ်ထည့်လောက်ဖွင့်ရင်ဖွင့်လိုက်ပါအဲမဖွင့်ဘူးစီစားမှဆိုရင်လို့ဆိုရင်ခဏကမနေ့ကင်းကိုချုပ်ဆွဲနှိုးကြည့်ပါဒါဆိုတော့အဲ့မှာအဲမတူ क्वे ပြတဲ့အဖြစ်တခုတော့ဒါတွေ့ပါလိမ့်မယ်ချုပ်ချိုးလေးတော့အလုံးလုံးအောင်ကြည့်ရမယ်ချုပ်ချုပ်ချိုးလုံးလုံးလားမလုံးလားလားဘယ်လိုဆိုင်နေလဲဆိုကျွန်တော်ပုံမှန်ပုံနေချိန်မှာနိုးနေချိန်မှာချုပ်ကိုဆွဲလိုက်ပါအဲဆက်ရက်သွားပါမယ်ဆက်တည်သွားပါမယ်ဒါဆိုချုပ်ချိုးချုပ်တကားအလုံးလုံးတည်းပြောပါမယ်နော်ချုပ်ဆွဲလို့မှဆက်လက်တည်မသွားဘူးမရက်သွားဘူးဆိုတော့ချုပ်တကားလုံအောင်မပိတ်တာလား ချိုချိုးကအဆုံးအောင်ဒီမကတ်တာလားဒါစစ်စရာတော့ရှိပါတယ်တော်မင်းမိုက်စောင်းနေဝင်လာအများစုဖြစ်တယ်ချုပ်ဆွဲလားဆိုဆွဲတယ် customer တွေကျွန်တော်ချုပ်ရတာဒါပေမဲ့သူတို့ချုပ်ဆွဲတာကကျွန်တော်ချုပ်တကားလုံအောင်မဆွဲတာတို့အဲချုပ်တကားလိုအပ်ချက်ကြောင့်ချုပ်ချိုးကကြက်နေလို့သူချုပ်တကားမလုံရင်အဲမနက်ခင်းစောင်းနေမိုက်ဆိုသူကခက်တတ်ပါတယ်အဲဒီနောက်ပိုင်းပို့ပြီးတော့ဆူလာမှာဖြစ်လို့ရတယ်ချုပ်တင်ပြီးတော့ပြင်ဆင်ထားပါနော်အဆင်ပြေပါစေ